မင်္ဂလာပါရှင်2025ခုနှစ်မတ်လ10ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညှိနှိုင်းမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချိန်အခြေအနေများကတော့ချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမတ်လရဲ့ပုံမှန်အပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမတ်လရဲ့ပုံမှန်အပူချိန်အောက်1ဒီဂရီဆယ်စီယပ်လျော့နေခဲ့ကစံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာမတ်လရဲ့ပုံမှန်အပူချိန်ခန့်သားရှိခဲ့ပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့အလိုက်ထူထားတဲ့နေ့အပူချိန်များမှာ တောင်ကူမြို့မှာ39.5ဒီဂရီဆယ်စီယက်မြောက်ရီမြို့မှာ39.2ဒီဂရီဆယ်စီယက်ရွှေကျင်မြို့ညောင်လေးပင်မြို့ဒဝယ်မြို့နဲ့ဖက်အံမြို့တို့မှာ39ဒီဂရီဆယ်စီယက်စီဖက်အံစိုက်ပျိုးရေးမိုးလေဝသမှာ38.8ဒီဂရီဆယ်စီယက်ချောင်းမြို့မှာ38.5ဒီဂရီဆယ်စီယက်ပြည်မြို့မှာ38.4ဒီဂရီဆယ်စီယက်ကော့ကရိတ်မြို့မှာ38.3ဒီဂရီဆယ်စီယက် ကျဆယ်လွန်ကျော်ပဲခူးမြို့နယ်မော်လမြိုင်မြို့တို့မှာ38ဒီဂရီဆယ်စီယက်စီတို့ဖြစ်ကြပါတယ်။မှတ်သားပွဲရာမွေးချိန်များမှာတဝဲမြို့မှာ3.2လေးလမ်းမနဲ့မချမ်းမောမြို့မှာ3.3လေးလမ်းမတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိုက်ခွဲချိန်မိုးလေဝသကြိုးမှာဖဲ့ရရှိတဲ့ပုံရကပ်လီပင်နေပြင်းနေ ်မင်္ဂလာပင်လယ်ော်ကြာမိုင်းတို့မှာတိတ်အတင်တင်မှာတိတ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်ော်မှာတိတ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံလယ်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာတိတ်ကင်းစင်တလားရှိနေပြီးကြံဒေသတွေမှာတိတ်အနေငယ်မှာတိတ်အတင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံရှေ့ပိုင်းဒေသတွေမှာ လေပြင်းရွက်နေနေတာကိုတွေ့ရပါတယ်။ မြန်မာပင်လယ်မြေမှာလှိုင်းနေငယ်မှာလှိုင်းအတင်တင်ရှိပါမယ်။လှိုင်းမြေမှာမြမကန်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာ၄ပေမှာ9ပေခန့်ရှိနိုင်ပါတယ်။မနေ့ပြန်နေတဲ့ဒီခမန်းစများအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာ နေရာကျကျနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးအနေငယ်ရွာနိုင်ပါတယ်။ ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပါမယ် အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မင်းပြည်နေတဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာအများအပြင်သာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ18ဒီဂရီဆယ်စီယပ်64ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မင်းပြည်နေတဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာလည်း အများအပြင်တာရပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မလေးမြို့နယ်အနီတဝိုင်းအတွက်မနက်ပြန်နေတဲ့အတီမိုးလီဝတာအခြေအနေခမန်းချက်မှာလည်းအများအပြင်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ27ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် နောက်နှစ်ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။